အားလုံးပဲမင်္ဂလာပါရှင်ပွေကွက်ကင်းချန်နယ်လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့တုံးရဲအနက်မွမွေလေးနဲ့အရန်ကိုစားလို့ကောင်းတဲ့ထိုင်းစတိုင်တုံးရဲထမင်းကြော်လေးကြော်မှာဖြစ်ပါတယ်ချက်ရတာအရန်လွယ်ကူရိုးရှင်းတဲ့အပြင်မြန်လဲမြန်အရသာဆိုလဲချင်းချင်းဆက်ဆက်လေးနဲ့တလုတ်စားလိုက်တိုင်းမှာထိမိနေတာပါပဲနော်ကဲဒါဆိုရင်စားချက်ကြမယ်နော်ဒါလေးကတော့ထမင်းကြော်ဖို့အတွက်မပါမဖြစ်တုံးရဲအနှစ်လေးပါ တုံရဲအနစ်မရှိရင်အလွယ်တကူဝယ်လို့ရတယ်တုံရဲအခဲလေးတွေကိုရေဖြော်ပြီးထည့်လို့ရပါတယ်ရှင်သမင်းကြော်တဲ့အခါမှာအရသာလေးတွေနှံ့ဝအောင်လို့ sauce လေးကိုကြိုးစက်ထားပါမယ်ပဲငံပြားရဲ့အကျဲကိုသမင်းစားစုံနဲ့တစုံကိမုံငံပြားရဲ့သမင်းစားစုံတစ်ပွက်တကြားသမင်းစားစုံတစုံတမရရဲ့သမင်းစားစုံတစုံနဲ့ သုံးရက်အနည်းထမင်းသားဆုံးတစ်စုံကိုထည့်ပြီးတော့တကြားလေးတွေပျော်တဲ့အထီးမွေးပါမယ်နော်ဒါဆိုရင်တော့အရသာအတွက်ဆော့စ်လေးရပါပြီရှင်ပြီးရင်တော့ထမင်းကြော်တဲ့ထည့်ဖို့ကျက်သူမြုံငါးမွာလောက်ကိုနုနုဆင်းထားပါမယ်ကျက်သူနီတစ်လုံးကိုလည်းပပလီထားလိုက်ပါမယ် ပြီးရင်ငရုတ်သီးအနီလေးတွေကိုလည်းတစောင်းလေးတွေလှိထားလိုက်ပါမယ်။အယောင်လေးလောက်အောင်လို့ငရုတ်သီးကိုအနီအောင်လေးတွေတုံးထားပါရယ်နော်။ပြီးရင်တော့ကြက်ခန်းနီးရဲ့အုပ်ဘူးကျွတ်သွမ်းမိတ်လေးတွေကိုလည်းခက်ပပလှိထားလိုက်ပါမယ်။သမင်းကြော်လေးကို ပိုးကပဇွန်လေးတွေပါထိတ်ကြော်ပါမယ်နော်။ပဇွန်လေးတွေကိုခေါင်းချိုးအခွန်ချွတ်အညစ်ကြေးထုတ်ပြီးတော့ရေးစီးထားလိုက်ပါမယ်။ဒါဆိုရင်တော့ပအဝင်ပစ္စည်းလေးတွေအကုန်ပြင်မိပါပြီရှင်။ စကြော်ဖို့အတွက်အိုးရဲကိုစီအနေငယ်ထည့်လိုက်ပါမယ်။စီပူလာပြီဆိုရင်ကျသွန်ဖြူနဲ့ကျသွန်နီကိုထည့်ပြီးစီတက်ပါမယ်။စီတက်တဲ့အခါမှာကျသွန်လေးတွေမတူဝအောင်လို့မီးကိုအလဲလဲထားပြီးပါမယ်နော်။စီတက်ထားတာအနက်လေးတွေမှုတက်လာပြီဆိုရင်တော့ငယူသည့်အနီလေးတွေထည့်လိုက်ပါမယ်နော်။ပြီးရင်တော့ပဇွန်လေးတွေကိုပါထည့်ပြီးကြော်ပေးပါမယ်နော်။ ။ပဇွန်ကအချိုရတာလေးရှိရမလို့ဇာလီနေနေပဲဖြူလိုက်ပါမယ်ရှင်။ကြော်လာလိုက်တာပဇွန်လေးတွေအယောင်စပြောင်းလာပြီဆိုရင်ဘေးဘက်ကိုကပ်ပြီးတော့ကျုပ်တလုံးကိုမှုကျော်ပေးပါမယ်နော်။ကျောက်လေးလည်းကြက်ပြီဆိုရင်တော့ထမင်းထည့်ပြီးတော့မိပြင်းပြင်းနဲ့စကြောပါမယ်နော် ထမင်းကြော်တဲ့အခါမှာထမင်းကိုခက်မမလေးချက်ပြီးတော့အေးခံထားတာပိုကောင်းပါတယ်ရှင် ပြီးရင်တော့တခါရဲကျိုးဆက်ထားတဲ့တုံရမ်းဆော့စ်လေးလည်းထည့်လိုက်ပါမယ်။ဆက်ပြီးတော့မီးပြင်းပြင်းလေးနဲ့2မိနစ်3မိနစ်လောက်စတိုက်ကြုံပေးပါမယ်နော်။အရသာလေးလည်းကိုယ်စိတ်ချိုင်ဖြစ်ပြီဆိုရင်တော့ကျက်သွမ်းမိတ်လေးပါဖြူပေးလိုက်ပါမယ်ရှင်။ကဲအခုဆိုရင်တော့ချင်းချင်းငငယ်ဆက်ဆက်အရသာလေးနဲ့တုံရမ်းအနက်မှုမှုလေးရနေတဲ့ထိုင်းစတိုင်တုံရမ်းသမင်းကျော်လေးရပါပြီရှင်။ ပြင်ဆင်တာရောချက်ပြုတ်တာရော15မိနစ်လောက်ပဲကြာတာမို့လို့ချက်ရတာတော်တော်လေးမြန်ပါတယ်နော်အိမ်မှာအလွယ်တကူရှိတာနဲ့ပဲအမြန်ချက်စားလို့အဆင်ပြေရဲ့ထမင်းကြော်လေးပါနော်ပစွန်အစားချက်သားဝက်သားနဲ့လည်းကြော်လို့ရပါတယ်ရှင်ဒီတုံရထမင်းကြော်လေးကအိမ်မှာဆိုကလေးလူကြီးအကုန်ကြိုက်ကြတာမို့လို့ပိုးတို့ကတော့မကြခဏကြော်စားဖြစ်ပါတယ်ရှင်အားလုံးပဲချက်စားပြင်ရင် comment မှာရေးပေးခဲ့ကြအောင်နော်